ိတ္တိကိုပြုလုပ်တဲ့ကမပြုလုပ်သေးဘူးနောက်တစ်ခုအလောဘသဟတကာနအဲဒီတော့ယောဏီကုန်းနေကိုသွတ်ပြီးဒီအလုံးဝင်ပြီးဓမြတ်တိုက်တယ်ဏီကုန်းယောဏီကုန်းဏီကုန်းတစ်ခုလုံးဝင်ပြီးတော့ဓမြတ်တိုက်တယ်အဲဒီလိုပုံစံမျိုးတွေကိုလည်းမပြုလုပ်ရဘူးနောက်တစ်ခုကတော့သဟတကာကနိုင်ချက်ကလေးမှု မိမိကအနေရနေပြီဆိုရင်အနေရတဲ့ဘက်ကနေပြီးတော့အမြဲတမ်းသူတို့ရဲ့ပစ္စည်းတွေသူတို့ရဲ့အသက်ဒင်းကိုမမှုပဲအတန်ယူပြီးတော့ညှဉ်းပန်းနှိမ့်ဆက်တယ်။အဲဒီလိုလူငယ်ရမြုံမှလာလဝတ္တရှင်ဟန်ဒီလည်းရှင်ကြည့်ရမယ်။လာလတော်ကိုယုံကြည်သောကိုယ်ပွဲရှိကအနေနဲ့ဥပဒကဥပဒိကမှမှန်ကဲ့နဲ့ရှင်ကြည့်ရမယ်။ဒီဥစ္စာကတည်းက ဒီမိမိတို့လိုက်နာပြုခြင်းရယ်တိရအပေါင်းတွေကတိရတစ်မျိုးပဲဖြစ်ပါတယ်နော်နောက်တစ်ခုဘုရားရှင်ကဒီနေ့ဟောမယ့်မြေရှင်မတိရကိုဆက်ဟောပြီယထာဝပနေကိဘုန်းတော်သမဏပြမဏသတ္တတိယနိဘောဓရဏိဘောဓိတဝါဤဧဝရူပံဖြိသကမဘုဒ္ဓက ပနာတတမျိုးသောကယခင်ဘွန်းသောတမနာပြမနာအကျဉ်တမနာအချို့သောတမနာပြမနာတို့သည်အချို့သောအရှင်တမနာပြမနာတို့သည်ပတ္တရာနိဒရာတိကံကံရဲ့အကျိုးတရားကိုရည်ကိုမျိုးတန်းလျက်ရဲ့လူတန်းကုတော်၍ထအပ်ကုန်သောဘောဓရာနိခေဝေဘောဇဉ်တို့ကဘုံတိတ္တဝါသတ္တုံကြုံပြီလေဒီထုံပုဂ္ဂိုလ်တို့ဒီဧဝရူပ ောရှိသောဘိဇကံမဘုဒ္ဓကံမသမာရံဘိဇကံဘုဒ္ဓကံအမောကိုဖြည့်ချင်းခြင်းကိုအနိယုတ်တအစဉ်တည်းဆက်ကြိုးစားအပ်ထုတ်နေဝိဟာရံဒီခြံ၍နေကြကုန်၏အချို့အချို့သောသမဏဒီမဏအမိယရဲ့ပုဂ္ဂိုလ်ဤဟာသူတို့ဘာလို့ကပြေကံကံနှင့်အကျိုးကိုဤကိုမြှော်တံပြီးလူရန်ကုသိုလ်နေတဲ့ရာတရားပြန်ထမ်းပြီးလူရန်ကုသိုလ်နေတဲ့လူပဲဘုသူပြည့်စုံခြင်းကိုဆန်းသုံးပြီးတော့ ဒီကံမူတကံအကောင်းကိုဖြည့်ဆင်းခြင်းကိုအစဉ်တည်းကြောင်းကြဆက်လုံးလာကျုပ်ကိုအထုတ်ပြီးနေထိုင်ကြတယ်။ဘာဒီလဲဆိုတော့မူလဒီကံခန္ဓာဒီကံခလုတ်ခေကျအတကဒီကံဒီကံဒီကံမေဝပစ္စမံမူလမိစ္ဆအမြင့်မျိုးစစ်အချုပ်နိဗ္ဗာန်ကအမြင့်ကိုစိုက်မယ်ဆိုလို့ရှိရင်မရှင်းဘူးလားရှင်းတယ်။အဲဒီလိုမျိုးအပင်မျိုးတွေကတော့မူလမိစ္ဆအပင်လို့ခေါ်ပါတယ် ခန္ဓာ၄ဆိုတချို့သစ်ပင်ကြီးဘယ်တော့ကဲဆိုဆိုသစ်ပင်ကြီးကြတော့အကဲအခက်တွေကိုချိုးဆက်ပြီးလည်းမရှိဘူးလားရှင်။ဒါကြတော့ခန္ဓာ၄ဆိုခေါ်တယ်။တချို့ကြံခဲ့လို့တော့အပင်ကြီးကြတော့ခလူပြီးသားအစ်စ်ကိုစိုက်မယ်ဆိုရင်မရှိဘူးလားရှင်။ကြံတို့ဝါတို့ကအစ်စ်ကြီးကိုစိုက်ရင်လည်းရှင်တယ်။အဲ့ကပြီးကြကစိုးလို့လို့ဘာလို့လို့ ညွန့်ကျင်ကြီးကြတယ်ဘုရားကအညွန့်ကိုဖြတ်ပြီးဆက်ရင်လည်းမရှင်းဘူးလားရှင်းတယ်။နောက်ဗိဇဗိဇမျိုးကပြစုံမှန်တကယ်သစ်စမျိုးစစ်တရားစစ်ပိဏ္ဍစစ်စတဲ့ဒီလိုအစစ်တွေကိုဆက်ပြုံးမှရှင်တဲ့အပင်တွေကိုတော့ဗိဇဗိဇလို့ခေါ်ပါတယ်။ပေါ့လေတော့ဗိဇကဗိဇကံဘယ်နှမျိုးရှိလဲ၅မျိုး။အဲ့တော့အဲ့ဒီဗိဇကံ၅မျိုးအပြင်ဘုဒ္ဓဂါမဆိုတာကတော့ဘုရားကကြီးပေါ်ပြီးတိုးတက်ပြီးဖြစ်နေတဲ့အတွက်အပေါင်း အဲ့ဒီဤဘတို့တည်းပြီးဖြစ်နေတဲ့တပည့်အပေါင်းကိုဖြည့်ဆည်းခြင်းဘိဇကအမျိုးမျိုးကိုဖြည့်ဆည်းခြင်းမှရှုံကျင်ရမယ်ဒါကတော့လူပုဂ္ဂိုလ်တွေတော့မဆိုင်ဘူးနော်။သာသနာ့ဝန်ထမ်းရှင်ရည်အဲ့အတွက်ဤသာဥတည်ပြီးတော့ဖြည့်ဆင်ကပြည့်ညတ်တော်မူတဲ့တိက္ခာပုဖြစ်ပါတယ်။ဤဓမ္မိကဘောတိသီလသမိဒါကတော့သူလိမ့်နာပြည့်ကျင်ရမယ်သီလကျင့်ခြင်းအပေါင်းတွင်တမျိုးသောသီလကျင့်ခြင်းဖြစ်ပါတယ်။နောက်တစ်ခု ယထဝပနအေဒီဘုဒ္ဓသမဏဗေမနတ္တတိယတိဘောဓရမိဘုံဝိဇဝေဣဝရူပတဏိတိကာရပရိဘောကအနုယုတဝိဟရံတိနေယတိတအနတ္တဏိဂျိပနတဏိဒေဝတတဏိဒေယနာတဏိဒေတိယနာတဏိဒေခန္ဓတဏိဒေအမိတတဏိဂျိဣတိယောဣတိဝါဣတိယဝရူပတဏိတိကာရပရိဘောကပရိဝေဇောဟောတိ ဣဒံပိလဟောတိတိလကမိအကျိုးအကျိုးသောဓမ္မညပြမနအမိရနေတဲ့ပုဂ္ဂိုလ်ဟာကံဤအကျိုးကိုဤကိုမျောတမ်းပြီးအလူရှင်တို့ကလူတဲ့ကုသိုလ်ထမ်းတဲ့သဘေသောခေတ္တကိုခေတ္တကြပြီးတော့ထိုလူတဲ့ကုသိုလ်ရဲ့ပစ္စည်းအမျိုးမျိုးကိုသုံးမိသိမ့်ခြင်းကိုပြုပြီးတော့ သုံးဆွင်းခြင်းကိုအစဉ်တစိုက်လိုက်နာပြုခြင်းပြီးနေထိုင်ကြတယ်။ဘာဒီလဲလို့ပြီးတော့အန္တသဏိတိသမင်းကိုသုံးပြီးသိသိထားခြင်းဆွမ်းကိုသုံးပြီးသိသိထားခြင်းဘာဏသဏိတိဖြောရင်အဖြောရင်မကမျိုးမျိုးတွေကိုသုံးပြီးသိသိထားခြင်းဝဋ္ဌသဏိတိဟောတငအမျိုးမျိုးတွေကိုသုံးပြီးသိသိထားခြင်းညာဏသဏိတိ စီးနေလိုက်ပါဖို့ရရင်အမျိုးမျိုးတွေကိုသုံးမိတည်တည်ချမ်းချင်းဘယေနတဏိတိအိယာနေရာတွေကိုသုံးမိတည်တည်ချမ်းချင်းခန္ဓာတဏိတိအနတ်နန္ဒအမျိုးမျိုးတွေကိုသုံးမိတည်တည်ချမ်းချင်းအာမိဒတဏိတိနော်ကျွင်းကြံနေသေးတဲ့ပစ္စည်းအာမိဒအမျိုးမျိုးတွေကိုသုံးမိတည်တည်ချမ်းချင်းဖြစ်ပါတယ်နော်အဲဒီတော့ အဲ့ဒီပြင်းစင်းအမျိုးမျိုးတွေကိုသိသိတဲ့အပိုင်းမှာနည်းနည်းလေးဘုသူတရတော်ထပ်ပြီးပြောပါမယ်ဘုန်းကြီးတို့ကျောင်းတရကမြတ်ကယခုတို့ကျောင်းမြတ်ဆွတ်လို့လူတိုင်းဘုသောကြပြီအဲ့ဒီကျောင်းတွေကိုကျောင်းတရကတို့ကလက်ပြီးကုတိအဖြစ်လူတိုင်းဘုသောခဲ့ရင်တော့ထိုကျောင်းတွေမှာစားဖွဲ့တော့ဆိုမြေစီဘုသူများကိုတုံမီသိရှိဖို့ရအပြတ်ဘုရားရှင်ကအခွင့်ပြုခဲ့တော်မူခဲ့ပါတယ် တို့ကရှင်းရခင်တို့ကဘုန်းကြီးတို့အလူရှင်တွေကရှင်တို့ကြောင့်တို့တို့ကြောင့်နဲ့အနတ်မှလာပြီးတော့အလူလူဖျားမှုရှိတဲ့သံဃာတော်အထွတ်ဆုံးကုန်ပြီးလူတိုင်းပူဇော်ချက်အဲ့ဒီလိုပူဇော်တဲ့အပိုင်းမှာတို့ကအလက်မရဖြစ်နေတယ်အလျော်မြတ်ဖြစ်နေလို့တို့ကလည်းကြားချေစွာအလက်ကြပြီးအကြည့်ဤပစ္စည်းတွေနဲ့အကြောင်းပေါင်းခြင်းမှာတဲရင်းနဲ့ဆောင်းဆင်းပြီးမနေနိုင်ဘူး မင်းကြီးရဲ့အခန်းကျမှာဒီအနေနဲ့မင်းကြီးကအကျိုးကျေးဇူးပြတရားထားတဲ့အခါမှာဒီပစ္စည်းတွေကသံဃာတော်အတွက်ဤညွန့်ချက်ပြီးဖြစ်တယ်ဘုရားမှုရှိတယ်သံဃာတော်အတွက်ဤညွန့်ချက်ပြီးဖြစ်တယ်အဖယ်တပည့်တော်တို့မြည်တော့မြည်ပုံလိုက်တာပြည့်ပြည့်ရပါမလဲဆက်သဖြင့်နေနေတရားထားတဲ့အခါအရှင်အနန္တကရုဏာမြတ်ခန္ဓာဘုရားရှင်ခြံတော့အကျိုးကျောင်းအစုံလင်းကိုဂုဏ်စိအောင်ပြင်ပြတရားထားတော်မူခဲ့ပါတယ်ဘုခါမှာဘုရားရှင်ကပစ္စည်းများသုံးလုံးဖို့ရအတွက် ဘာနာတတ်များကိုသိတဲ့အကြောင်းအစောအပြတ်ကြတဲ့တဏှာမှာပြုလို့ဖို့ရန်ခွင့်ပြုခဲ့ပါတယ်။တနည်းပြောရင်တော့အစောအပြတ်ပြနေတဲ့အကြောင်းလုံခြုံရေးကောင်းတဲ့အကြောင်းတွေကိုဘန္တာတော်များချမ်းမွေရခံကြက်တန်ခါတော်ကနေသမုတ်ပြီးတော့ပြုလို့နိုင်တဲ့ထိုးထဲမှာချိုးကြောင်းနေမှာထိုးလှူပန်ဝတ်စုပစ္စည်းစုတွေကိုသုံးပြီးသုံးစီထားနိုင်တယ် ဆက်ပြီးဒီလိုဖွင့်ပြထားပါလေခုဒီညမှာပြောလို့တဲ့အရေးခံကတော့ဘုန်းကြီးတို့မနေ့ပိုင်းမှာသွန်းနေအကက်ခံလိုက်ပြီအကက်ခံလိုက်တဲ့သွန်းနေဟင်းနေကတော့တနေ့စားမယ်ဆိုပြီးသုံးပြီးတင်းတင်းချာခြင်းမျိုးကိုဆွလို့ပါလေအကက်မခံရသေးပဲနဲ့ခုလိုကပ္ပယကာရကမြတ်ကစီစီစီမံခံွက်ပြီးတော့အဆောက်အုံသုံးပြီးတင်းတင်းချတဲ့စနစ်ကိုတော့မဆွလို့ပါဘူးဒီနေ့အကက်ခံလိုက်တဲ့ပြင်းစင် ဒီနေ့စားဝယ်ထောက်ပဲ့ဒီနေ့ပဲကုန်ဖုံးပေးရင်ဖုံးပေးပါလား။နောက်နေ့အတွက်ချန်ထမ်းတယ်ဆိုတဲ့လုပ်ငန်းကိုမပြုလို့ရဘူး။ဒီချက်နဲ့ပတ်သက်ပြီးညနေလေးတော့ဘုန်းကြီးထက်တော့ပြောချင်ပါလေပြောတော့မပြောချင်ဘူးနော်။မပြောချင်ရင်လည်းပြောရအောင်။တချို့ကမြည်ရတယ်ကလည်းကနားလည်းတယ်။ကိုယ်နဲ့ဟာလေးကိုဘောဆုမိသူဟာသူနှွေးတဲ့ထမ်းပြီးတော့မနဲ့ကြတော့ထပ်ကတ်တယ် ကမ္မိယကာရကကသူ့အတုနားလေလို့ဘုန်းကြီးတွေပြောကမပါပဲနဲ့ပြန်ခက်တယ်ဆိုရင်တော့အဆက်ပါလေလို့ဒီလိုဝင်းကြီးကျောင်းကဖော်ပြထားတယ်။သို့သောဒုက္ကမ္မိယကသိပါလေ။တို့စမ်းလို့ပေါ်လာလေဝကိဒင်းဒီလိုလုံးမှာပဲဆိုတဲ့သိတဲ့စိတ်ထားနဲ့အဲ့ဒါစွန့်ရင်တော့အဲ့ဒါကမဟုတ်ဘူး။အဲ့ဒါကိုယ်စိတ်ထဲကကိုပြန်ပြီးဆန်းစစ်ဖို့တော့လိုပါလေ။ကိုယ်ကအရိယမြတ်စွန့်နေဆိုရင်တော့အပ်ပါလေ။ အလျာကတော့တိတ်မပြတ်ဘူးသူမျက်ခွန်ကြိုင်တော့ပြန်လှူမှာပဲဆိုရင်ညွန်နေချက်ရှိပြီးကမ္မရာကိုဆွလိုက်တယ်ဆိုရင်တော့အဲ့ဒီလိုညွန်နေချက်ရဲ့ဆွတဲ့ပစ္စည်းမျိုးဒေကိုသဏ္ဍိတိလို့ခေါ်ပါတယ်နော်သုံးမိပြီးတော့သင်သုံးဆွဲခြင်းဒါလည်းကိုမပြုလို့အဆိုပြီးပြန်ချင်းသိက္ခာမှုလို့ပညာထားတယ်။ဝါသိအဘသိနေဆိုပြီးတော့လည်းပညာထားတော့မူပါတယ်။နောက်တစ်ခုအဖြောရမကလေးကိုသုံးမိသိခြင်း အဲ့ဒီအပြောရမကရီကိုသုံးမိနေခြင်းဆိုတာလည်းကုလိုအကက်ခံလိုက်တယ်အကက်ခံပြီးရင်ဒီနေ့ညက်နေအကက်ခံလို့ရှိရင်ဒီနေ့ညက်နေတောင်းသုံးမှာဖြစ်တယ်သို့သော်ဖြိုရင်တောက်ထန်တဲ့ပတ်သက်ပြီးကိုကိုကိုဆန်းစစ်ကြည့်ဖို့လိုလိမ့်မယ်ထင်တယ်ဘယ်လိုဆန်းစစ်ရမလဲဖြိုရင်ကိုပြည့်ရှင်ခွင့်ပြုခါကတိပါဒပစ္စည်းရဆန္ဒမွတ်တည်ခြင်းဤဟုသောအကြောင်းကြောင့်ခွင့်ပြုလို့ဝင်ခြင်းဖြစ်ပါတယ် ကိုဟတကယ်သံသရာမစာဘူးလားဆိုတော့ကိုယ့်ဘုံကိုပြန်ပြီးမိဆက်စီကြည့်ပါမစာဘဲနဲ့စာပါတယ်လို့ပန်းဆောင်ပြီးတောက်ခဲ့မယ်ဆိုရင်တော့ဘာဖြစ်လဲသိခဝိခါရဘောဓတသိခံဖို့ညှို့မိန်ပြီးဒီပိုင်းတစ်ပြက်ပြည့်စည်ပါတယ်နော်ဆေဘကဆေဘပြည့်နေလားမပြည့်တော့ဆေဘတင်းချင်းမပြည့်တော့ဆာလမုတ်တိရဲ့အကြောင်းရှိပါမှဗန္ဒီဖြောင်းကိုသုံးဆွဲရမှဖြစ်တယ် ရှင်ပစ္စည်းများကလည်းဂိလန္ဓပစ္စည်းဝေသစ္စပရိခါရလို့ပြုလို့ခရရှင်ကသတ်မှတ်ချက်နဲ့ခွင့်ပြုခံတာဖြစ်တော့မိမိမှာအနာယောဂံဆိုတဲ့အကြောင်းတရားသင်္ချာရှိပါမှထိုအနာယောဂံနဲ့စီလျော်နေတဲ့ဆေးကိုမိမိကသုံးဆွေးရမှဖြစ်တယ်။အနာယောဂံမရှိဘဲနဲ့မိမိကဒီဆေးကိုသွားစမ်းသုံးမယ်ဆိုရင်လည်းဒါကအပတ်တည် ဒါကြောင့်ဒီစေမြင့်ကြီးများနဲ့ပတ်သက်လို့ကတော့အကကနဲ့အခါမှာလဲပတိသင်္ခယောနိတောဘီလနာမြစ္ဆာပိသစ္စပရိက္ခာရံပတိဒေဝမိစသည်ဖြင့်စေမြင့်ကြီးကိုစင်ကျင်တဲ့ပုံစံစနစ်ဖြင့်ရှင်ရအောင်စံသုံးတဲ့အချိန်ခါမှာလဲဒီလိုရှင်ရင်ပြီးတော့စံသုံးပါဆိုပြီးဖျက်ခြင်းကဒီလိုပြညာထားတော့မဟုတ်နိုင်အကဲအကကနဲ့အချိန်ခါမှာ အကြည့်မေးလေတော့မစင်ရင်မိဟုဆိုရင်လဲဇာတုနဲ့အခါမှာတော့ပြင်းပြင်းစင်ရင်ရဇာတုနဲ့အချိန်ခါမှာပြိစ္ဆဝကတာမစင်ရင်မဲ့ဒီရှိပြီရှိကိုဇာတုကရင်ဒုက္ခတပတ်တင့်စေဆိုပြီးတော့ဤလူတိတသိက္ခာပုဒ်တို့ပြည့်ညတ်ထားတော်မူပြီးဖြစ်ပါတယ်နော်ဒါကြောင့်ဖြောရည်တန်လုံးတယ်ဆိုရင်လည်းမိမိကိုယ်ကိုမိမိမေးကြည့်ပါမိုက်တကယ်စားကဒီနေ့စားတယ်ဆံလုံးဝတ်တယ်ဤလေဆိုရင်တော့သုံးဆွဲခွင့်ရှိတယ် ရှိပြီရှိကုန်လို့ဆိုရင်လည်းငါမှယောဂထင်ရှားရှိသလားတကယ်ထင်ရှားရှိနေတယ်ဆိုလို့ဒီယောဂကိုမြောက်ရင်းစေလို့တယ်ဆိုတဲ့ဥညင်ချက်ကိုရှင်ရင်ပြီးတော့မှလုပ်ရမှာယောဂလည်းမရှိဘူးဆရာဝန်ကလည်းသွားပြတယ်ရှက်ပြန်ရှက်ပြန်ဘာလဲမသိဘူးတော့ကြောင့်ဘုရားဝန်လည်းသူသွားပြဒီဆရာဝန်လည်းသူသွားပြဒီစည်းတွေဒီကနေ့စိုက်ရတဲ့ဆံစက်ရဖို့အမိတ်ကုန်းနဲ့သွားတော့ဖြစ်ဘာလို့ခါလဲတန်ကြံဒီယောဂဥညင်ပါတဲ့ဒါကတရားဖြစ် လူတဲ့ကိုယ်တော်ထက်တဲ့လူပန်းတို့တရားဓမ္မတို့ရဲ့ပြည့်စည်ခြင်းကိုတာပြည့်စည်အောင်ဖြစ်စီပြည့်နေတာဒီလိုလုံလောက်ရမျိုးကိုပြည့်လို့တဲ့ပုဂ္ဂိုလ်ရဲ့ဒုက္ခအဘတ်တည်းလေးဆိုပြီးသိက္ခာပုဒ်ဒီကမြတ်စွာဘုရားကပြည့်ညက်ထမ်းတော်မူပါတယ်။ဒါကြောင့်မိမိတို့သာသနာ့ဘုံမှာနေရဆိုတာကအလူရှင်ကြီးရဲ့တဏ္ဍာရားကိုမိခုံပြီးတော့မိမိတို့ကနေထိုင်ရတာ လူရှင်ကြီးတရားပြပြင်းပြင်းစင်တဲ့လုပ်ငန်းရမျိုးကိုသန္ဓေဝန်တန်းရှင်ဟံအမိခံနေတဲ့ဘုန်းကြီးတွေကဘုန်းကြီးတွေကသီလရှင်တွေကပြည့်လို့နေမလားမပြည့်လို့နေဘူးထာကုမမေ့နေတော့ကိုကကိုမြင့်ကိုစားနေတော့ဘုန်းကသူများလူတာစားနေတယ်ဒါကိုအမြဲတမ်းရှင်နေပြန်မှာငါကသူများလူတာကိုစားနေတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်ဆိုတာကိုတော့နေ့စဉ်ရှင်နေပြပါဒါတည်းကဝဋ်ထန်နေတဲ့ဩသင်္ဂန်းတွေကိုသူမိသိကြတယ် ်ကြတော့ဘုန်းကြီးလိုမြင်တဲ့ရဲ့ကြောင်းနေလားလို့မဖြစ်ခဲ့ဘူးနော်ပြီးတော့ဒီသုံးမိသိသိမှုနဲ့ပတ်သက်ပြီးတော့ကဘုရားရှင်ကဒီအဝိတ္တငံသုံးမိသိသိမှုကတဏ္ဍ30ခုသာလည်းဒီစီမဲ့အဋ္ဌံတင်ပြီး30ခုရခုပြုထားတော်မူခဲ့ပါတယ်ဒီစီမဲ့လုံးလေဆိုတော့ကတော့အလုံးနဲ့လည်းပြီးသိမ့်မရဲ့ကိုယုံရဲ့နှစ်သက်သင်္ခါရဲ့ဒီ30ခုခွင့်ပြုထားတယ် အဲ့ဒီနှုတ်တယ်ကခေါ်ရင်ပေါ်နေတဲ့သံဃာညာဘုံတော့ဝိကပနာပြုပြီး30ပါးဆိုပြီးတော့ပြည့်ရှင်ကပါဠိတော်မှာတည့်ရဲ့ပညာထားတော်မူတဲ့အမှန်လေဝိကပနာဆိုတာကတော့မိမိကိုယ်ပိုင်ပစ္စည်းမဟုတ်ပဲမိမိရဲ့အနိစ္စကသတင်းသုံးကိုတူဦးရဲ့ကိုယ်ပိုင်ပစ္စည်းအဖြစ်နဲ့အတိမတ်ပြုပြီးတော့ဒီပစ္စည်းကိုထားတယ်ထားပြီးတဲ့အခါကျတော့ကသူပုဂ္ဂိုလ်ကနေပြီးတော့ မိမိကြီးကိုအရှင်ပြားဆွလို့ကလည်းဆွမှာသုံးလို့ကလည်းသုံးမှလို့ပြန်ပြီးအနှင်းတဲ့အခါကျတော့မှမိမိကအလိုရှိတဲ့သူကြီးကိုသုံးဆွဲပါလားဆိုပြီးဒီလိုသိက္ခာပုဒ်ကိုမြန်ပညာထားပါလေ။ကိုယ်ပိုင်ပစ္စည်းအဖြစ်နဲ့သုံးဆွဲတဲ့မျိုးသုံးပြီးတည်တည်ထားတဲ့မျိုးကိုဘုရားရှင်ကမနှိမ့်ချိုက်ဖောက်ဘူးနော်။သို့သောမိမိတို့အကြောင်းကိစ္စအူအူရှိလို့လူမတော်မလူတော်ကုသိုလ်ဖို့ဆိုတဲ့ဥဒီရဲ့အမျိုးမျိုးဖြင့်သုံးပြီးတည်တည်ထားတဲ့မျိုးကိုတော့ဘုရားရှင်က မကြမ်းမြင့်ပါဘူးနောက်တစ်ခုကအထေကရံဆရာတော်မြတ်ကတော့ပရိခါရဇောလအဖြစ်နဲ့ပရိခါရအထံအယံအတုအဆောင်အဖြစ်နဲ့သုံးဆွဲဖို့ရာဆိုရဲဥတည်ချက်ဖြင့်အဋ္ဌံပြီးထားတဲ့တန်ခမ်းဘောတန်ခမ်းမြတ်ကိုလေသုံးဆွဲခွင့်ရှိကြောင်းဖွင့်ဆိုထားပါလေနော်အဲ့ဒီအထေကရံရဲ့ခွင့်ပြုချက်အရောက်ကတော့ပရိခါရဇောလခေါ်တဲ့ အခြေဉာဏ်ပရိက္ခာအလုဘအတိခံခြင်းပြီးသုံးဆွေးရင်လည်းဆွေးရင်လည်းသုံးဆွေးမယ်ရှိပါတယ်။ဒါမျိုးကယာဏတဏိတိရုပ်ဆံကတော့ပုဂ္ဂိကယင်းတွေကိုအလုခံခြင်းယင်းမျိုးမျိုးတွေကိုပုဂ္ဂိကအလုခံခြင်းကိုအတုသဖြင့်ပြောလို့ယင်းဖြစ်ပါတယ်နော်။အဲဒီတော့ဒီယင်းတွေကိုပုဂ္ဂိကအလုခံတဲ့စနစ်ကိုတော့ဉာဏ်ရှင်ကခွင့်မပြုထားပါဘူး။သို့တော့ဒီနေရာမှာယင်းထဲမှာအတင်းဆုံးဖြစ်တာကတော့ခဏဖြစ်ပါတယ်နော်။ အဲဒီတော့ရှင်ဟန်တော်ကြီးကဘုရားရှင်ခွင့်ပြုဖျားတဲ့ယင်ကတော့ခဏတည်းဖြစ်တယ်။အဲဒီတော့ဒီခဏစီးမှမိမိတို့မှာချမ်းသာဒုက္ခရရှိနိုင်တယ်ဆိုရင်တော့ဘုရားရှင်ကကြောင်းဝင်အတွင်းမှာခဏစီးဖို့ရခွင့်ပြုထားတယ်။တော့မှလည်းခဏစီးဖို့ရခွင့်ပြုထားတယ်။တော်တော်မြေတွင်းရာတွေသွားတဲ့အချိန်ခံမှန်ကတော့ယောဝကိုရောက်တဲ့နေ့ဒီနေ့ချင်းခဏကိုချွတ်ထားပါမယ်။ချွတ်ပြီးတော့ပြီးတော့ ိတ်ပါတော့ကရင်ခဏအိတ်သေးခဏကိုထည့်ပြီးတော့ရောလေးမှာဆုံးကောင်းမရောက်လက်စက်သေးဖြင့်ဒီလိုဒီသင်္သသိက္ခာမှုတော်နဲ့ပညာထားပြီးဖြစ်ပါလေနော်နောက်တစ်ခုကတော့ဘုန်းကြီးတို့အခုလိုမနကတ္တလိုရင်းမျိုးကတော့မိမိရဲ့ကိုယ်ပိုင်ရင်းအဖြစ်နဲ့အလိုမခံပဲကျောင်းသင်္သသရဘိဘောကကျောင်းအသုံးအဆောင်အဖြစ်အလိုခံထားမယ်ဆိုရင်တော့မိမိပိုင်တဲ့ရင်းမဟုတ်ပဲကျောင်းပိုင်ရင်းဖြစ်တဲ့အတွက်ဒါမျိုးကတော့အပ်ပါလေနော်ဒါနောက်တစ်ခု တရဏသန္တိတေအဲ့ဒီခင်အမျိုးမျိုးခန္ဓာသန္တိတေနဲ့အမျိုးမျိုးအမိတသန္တိတေကျွင်းကြံနေတဲ့ပစ္စည်းအမျိုးမျိုးတွေကိုသုံးပြီးသိသိပြီးလုံးဝထာမျိုးကိုဘုရားရှင်လည်းသိပြီးမသိချက်ပါဘူးသဗ္ဗတ္တဘာရအကြောင်းရှိတဲ့ခင်များဟာအကြောင်းသားရင်းကြောင်းဝန်ထုတ်ဝန်ဖို့ရှိပြီးလိုရာရက်ကိုပြန်သွန်းနိုင်တယ်လို့ယဟ ဖြစ်လာပြီဆိုရင်လည်းပြိဿရာရှင်းပါဆိုရဲအကြောင်းလေးသာကြက်ပြီးတော့လူရဲ့အရက်ကိုအချိန်ကြီးပြန်တန်းနိုင်တဲ့ဤစနစ်မျိုးကိုဘုရားရှင်ကနှိမ့်ချတော်မူပါတယ်။ဒါကြောင့်ဒီလိုသုံးမိသိသိပြီးပစ္စည်းအမျိုးမျိုးတို့ကိုသုံးမိသိသိပြီးသုံးဆွဲခြင်းမှလည်းသံဃာဝန်ထမ်းရှင်ရန်ကြီးအောင်ကြီးရမယ်နော်။ဒါဟန်နဲ့သီလတစ်မျိုးပဲ။နောက်တစ်ခုယထာဝပနိတိဘုန်းတော်သမဏပြမနာ တတ္တတိယမိဘောဇနိဘုံဉ္ဇဝတိဧဝရူပဝိသုကသဒ္ဒနာအနုယောတဝိဟရဏိတယတိကံနိသံကိဉ္ဇဝတိတံပိကအကန္တပါဠိတံဝိတယကုံပသုနံသောဗနံသန္တလဝန္တံဒောဝနံဟတိယုတ်တအတ္တယုတ်တမဟိန္ဒယုတ်တကုသဝယုတ်တအခယုတ်တမိန္ဒယုတ်တကုကုတယုတ်တဝတ္တကယုတ်တ ဒန္တယုတ်တံမုခိယုတ်တံနိဟုတံဩယောတိကံပြလကတိညာပြိဝအာနိကတတနာဣတိဝါဣတိဧဝရောမဝိတုကံတတနာပရိဝိရကျောဟောတိဣတံမေတ္တာဟောတိတိလသမေဒီမိန်းလေးတော့ဘုန်းကြီးတို့အခုမျက်မှောက်ခင်မှာကတော့လယ်လီတော်ဘုရားကလည်းကျွန်တော်လေးဆုံဆုံးမှခဲ့ဘူးပါလေနော်ဒီနေ့တခါငရေရှာလူရောဖျားဝဲတော့ခဏ ဆိုဆုံးမှငယ်ဘုရားနဲ့ဖြည့်ပြည့်ဆိုင်ခြင်းပဲနော်အဲဒီတော့ဘယန်းရှင်ကရဲ့နေဆမိမိကိုယ်ရင်ကအရင်ပြုပါခြင်းကိုလည်းကပ်ပြီးခြင်းဒီတော့မိမိကိုယ်ရင်တခြင်းဆိုခြင်းပြုပါကိုလည်းတခြင်းဆိုခြင်းခြင်းဝါကြီးကြ မိမိကိုယ်တိုင်ကလည်းကြီးမှုခြင်းသူတို့ဘာတွေကိုလည်းကြီးမှုခြင်းကြီးမှုစေခြင်းဒီစကလုံးလေးဒီချက်မပါနေနော်ပက်ခတဲ့ကြီးရှုတတ်တဲ့ကာဝဲသူပင်ကိုသတ်ပြီးကြီးရှုခြင်းနဲ့အခဏကွက်စိတ်ဆရာသာပြောဆရာတို့ပြောဆိုအပ်တဲ့ဘာရတညီအောင်စေချိုးဝဲတို့နော်အဲ့ဒီလိုအကြောင်းအရာတွေကိုသွားရောက်ပြီးကြီးရှုခြင်းနှတ်ထောက်တဲ့ ောက်ပါရတ္တညီနောင်တို့စစ်ထိုးတဲ့ဘွယ်ဆိုပြီးတော့အတိအကျကုလသမဂ္ဂကလည်းရေချေဟောင်းရင်းချေမှုကိုထုတ်ပေါ်တဲ့အနေနဲ့ဒီဇတ်ထုတ်ကိုပြန်လည်ပြီးတော့အသက်သွင်းပေးနေပါတယ်နော်ဘုန်းကြီးတို့ဇံပင်နေမှာကတော့ဒီဇတ်ထုတ်ကပြိတုဏဝါစာစည်ရင်ထဲမှာဖြည့်သွင်းထားပြီးပေါ်ပြထားပါတယ် သို့တော်ဒီဇက်ထုတ်ကကရုဘဘောကဲ့တိုင်းလို့ပြန်ပြီးဆက်စီခြင်းတကဘုရားရှင်ကွန်ထွတ်တော်မုံမူမီနိဗ္ဗာန်သုံးတော်ကျော်ဘုပ္ပတ္တကအိန္ဒိယမှာသင်္ချာခဲ့စေကုကောင်းတဲ့ပုဂ္ဂိုလ်ရည်ရည်သက်တဲ့ဇန်လန်တစ်မျိုးတော့ဖြစ်ပါတယ်နော်စေကုရင်ထားတဲ့ဇန်လန်တစ်ခုပဲဖြစ်တယ်အဲ့ဒီဇန်လန်ကသစ်ပေါင်းဇန်လန်တော့ဒီဇန်လန်နဲ့မှာပါလာတဲ့အကြောင်းအရာတွေကတကယ်အစစ်အမှန်တရားတွေပဲလို့ဒီလိုပြိဋ္ဌာန်တွေကထင်လာကြတယ် အဲ့ဒီလိုအထင်မှအမြင်မှဈေးနိုင်တဲ့လက်ခွင့်ပြန်ပါနေတဲ့ဒီဇလန်ဈေးကိုသွားရောက်ပြီးမိမိတို့ကိုယ်တိုင်ကအကြည့်ရှုခြင်းနားထောင်ခြင်းဒီလုပ်ငန်းတွေကိုလည်းမပြုလုပ်ပါနဲ့ရှောင်ကျင်ပါလေနောက်တစ်ခုပါဠိဒရပါဠိဒရဆရာကတော့ဒီနေရာမှာလက်ဖြင့်ဤအသောမောင်းခြင်းနဲ့လင်းခွင့်ဤရန်ကိုအဲ့ဒါမောင်းကြီးတဲ့အတန်းသွားနောက်ထောင်လာလို့လင်းခွင့်ကြီးတဲ့အတန်းသွားနောက်ထောင်လာလို့ ကြီးမုံကြီးတဲ့အပန်းသွန်းနတ်ထောင်တာတော့နော်လက်နဲ့ကြီးတဲ့လက်ခုပ်လက်ခုပ်ကြီးတဲ့အပန်းသွားပြီးနတ်ထောင်တာတော့အဲ့ဒီတော့လုံလန်းရက်ပြီးလို့လည်းပြည့်လို့ရဘူးဝိဇာလခဏမြည်တဲ့ဒုတိယဤလံအဲ့ဒါတော့ဘုဒ္ဓဇေဝင်အောင်မန္တန်နဲ့ဆုမြေကိုလည်းနန္နာပို့၍သူတွေကောင်ထအောင်မန်းဟုတ်ပြီးဤမဟုတ်တဲ့လုပ်ငန်းခွင်အဲ့ဒီလုပ်ငန်းခွင်ကိုလည်းတော့ပြီးမကြည့်ရဘူး ဒါတော့ဖြစ်ရင်ခင်ကတော့သူတို့ကသူတို့လွတ်တဲ့လုပ်ငန်းတွေပဲနောက်တစ်ခုကတော့ကုံဘထုနာကုံဘထုနာဆိုတော့ရှင်းွယ်မှန်တန်စီတော့စီတိကံကိုလည်းကောင်းတနည်းပြောရင်တော့ဘုန်းကြီးတို့နေပဲအနေနဲ့ယွန်းတော့အိုးစီတီးတာနော်အိုးစီဝိုင်းရေကိုသွားပြီးနားထောင်လာတော့ဘာလို့မလုပ်ရဘူးအိုးစီအိုးစီဝိုင်းနားမထောင်ရဘူးဆိုတော့ဒုက္ခကြီးတော့ကြတော့နားထောင်မှလာမပြီးတော့အကျိုးလိုပဲဒုက္ခလည်းပါတယ်နော် နောက်တစ်ခုသောဗနကံဝိကယဝေကျင့်တယ်ပလာယဘေးကျင်းခွာအောင်နဂရောထွက်ရပြိဋ္ဌာန်ကျင့်မှုကိုပြုကျင့်ဖို့တော်လည်းပါအောင်ဘုန်းကြီးတို့ဘုသူတဲ့ကြည့်တော့ပြောမယ်ရင်တော့အပြိုတော်မဆက်သေးတာပါဝဲမထွက်ပြီမှသူကရှိရနေခရောဘုန်းကြီးရဲ့စီးပြီးထွက်တာဟုတ်တယ်မလားအဲ့ဒီကခုံနဲ့ပုံစံလုံငန်းရတယ်ကိုတော့ရောက်ရရှိုံခြင်းကိုမပြုလို့ရပါဘူးနော်နောက်တစ်ခုစန္ဒန် ိုခန္ဓာပြတ်မအောင်သံလုံးကစားခြင်းကိုတို့၎င်းဒီနည်းအဖြင့်ကာယဗလာ၄ခြင်းကိုတို့၎င်းသံဃာကလူမျိုးတို့ရဲ့ပိုက်ဆံနှယောကိုဆင်း၍ကစားခြင်းကိုတို့၎င်းအရှိဆုံးကကစားခဲ့တဲ့လုပ်ငန်းတွေလို့ပြဆိုင်ရပါတယ်နော်ပြီးတော့ဘုကာလမှာပြောရင်တော့ခွန်ကြီးတို့ကာယဗလာအစပြတ်တဲ့ပုံစံမျိုးပေါ့အဲ့ဒီလိုလုပ်ငန်းခွင့်တွေကိုတို့ရပြည့်စုံခြင်းဆိုတဲ့လုပ်ငန်းကိုလည်းမပြည့်စုံပါနဲ့နောက်တစ်ခုကဘာလဲဆိုတော့ ဝန်တန်ဝါကိုထောက်ယူကြားခြင်းကိုတော်ကောင်။နောက်တတိပြည့်လို့ချောတိုင်းတက်တာတဲ့။အဲဒီချောတိုင်းတက်တာတွေကိုသွားကြည့်တာတော့ဝါထောက်ပြီးခုံနာကိုသွားကြည့်တာတော့အဲဒီလုံငန်းခွင်တွေကိုလည်းသွားရောက်ကြည့်ရှုခြင်းမပြုလို့ရပါဘူး။နောက်တစ်ခုကတော့သောဝနအယုတ်ရှိဝဲကိုတော်ကောင်။အဲဒါကတော့ရှိရခင်က အယုဝိကောင်ပွဲတာအယုကောင်ပွဲဆိုပြီးတော့တတ်တော်ပွဲပွဲလမ်းသဘင်ကြီးပြုလုပ်ကြပါတယ်နော်အယုကောင်ကြံကြမှာအယုကိုဆင်းပြီးတော့ပွဲလမ်းသဘင်ကြီးပါလေးနဲ့ပြုလုပ်ကြတယ်အဲ့ဒီလိုလုံလန်းခွင်းနေကိုယ်တော်ရပြည့်စုံခြင်းကိုမလုပ်ရဘူးနောက်တစ်ခုဟတ်တိယုတ်ကဆင်းတိုက်ပွဲဆင်းဆင်းဆင်းရင်းတိုက်တိုက်နောက်တစ်ခုအတ္တယုတ်ကမြင့်တိုက်ပွဲမဟေတယုတ်ကလွတ်တိုက်ပွဲဥဒ္ဓဝယုတ်ကလွတ်တိုက်ပွဲအဲ့ဒါနောဘွဲတွေကတော့ဒီမုံမြင်နေမှာတော်တော်လေး ခေစားပါလေနော်အဲဒီလိုပွဲရင်ကိုလည်းသွားပြီးတော့မကြည့်ရဘူးပဇယုတ်တဆိတ်တိုင်ပွဲမင်းဓာယုတ်တသိုးတိုင်ပွဲကုက္ကုဋယုတ်တတိတိုင်ပွဲဘုန်းကြီးအစဉ်ကြီးလုံးကမြို့သားကြားလို့ပြောတယ်နော်ဒီကကြီးဒီမကြီးဒီအဲ့ဒီအပေမင်းကလွတ်အောင်တော့တော်တော်လေးရုံးမှုကောင်းတဲ့ဇာလန်းတစ်ခုပဲဒါကြေးမှာလာလျှောက်တယ်အရှင်ပြဒီမှာတက်တဲ့ဘုံမှာလူတွေကိုဝိုင်းရတာပဲတက်တဲ့ကောင်ကတော်တော်ကိုလိမ်ပါတယ်ဘယ်လိုလိမ်ပါလဲ ဒီချက်ကအနံသူကပြီးကတ်လိုက်ပြီးတော့လက်ဝင်းကြီးလိန်ကတ်ပြီးတော့သူကမျက်လုံးကိုလှမ်းဖောက်လိုက်တာတစ်ဖက်ချက်မခုသေးဘူးဖောက်လိုက်တဲ့အချိန်ကတော့ဟိုချက်ကမျက်လုံးတစ်လုံးပေါက်သွားပြီဆိုရင်ဒါသူကဘေးခွာပြီးနောက်တစ်ခါပြန်ဝင်ပြီးတော့ဒီချက်ကြံနေတဲ့မျက်လုံးကိုသူကထိုးဖောက်တာထိုးဖောက်ပြီးတဲ့အချိန်ကကြတော့မှဟိုချက်ကမျက်လုံးနှလုံးလုံးကန်းသွားပြီဆိုတဲ့အခါကျတော့မှသူကအလေးခွတ်တော့တာခွတ်တော့ဟိုချက်ကထွက်ပြီးတော့ထွက်ပြီးတော့မလုပ်တယ် ်ကျက်ရှင်ကကျုံးတော့အဲ့ဒီကျက်ကိုကင်ပြီးတော့ခြေထောက်နဲ့ချောင်းဆက်ပြီးဆွဲပြီးရိုက်တာပြလိုက်တယ်